အားလုံးပဲမင်္ဂလာပါ Red Manchester Football နဲ့ United တို့ရတာကနေပြန်ပြီးကြိုဆိုလိုက်ပါတယ်ဆိုတော့ကျွန်တော်တို့လက်ရှိနေ့လေကင်းအစီအစဉ်ရကြည့်ရမယ်ဆိုလို့ရှိရင် Oliver Kane to MM Blue နဲ့ပတ်သက်ပြီးတော့နောက်ဆုံး update အကြောင်းလေးကိုကျွန်တော်နေနေပြောကြည့်အောင်ပါဆိုတော့လက်ရှိလွှင့်စဉ် report တွေအရကတော့ Manchester United ရဲ့အသင်းကအသက်29နှစ်အရွယ်ရှိပြီဖြစ်တဲ့ Aston Villa အသင်းရဲ့တိုက်စင်မှု Oliver Kane ကိုခွန်ယူနိုင်ခြင်းနဲ့ပတ်သက်ပြီးတော့အပြောင်းအရွှေ့အတွက်ဆွေးနွေးညှိနှိုင်းမှုတွေဆက်လက်ပြုလုပ်နေစေဖြစ်တယ်ပေါ့လေ တော့ Aston Villa နဲ့ England သင်းရဲ့တိုက်စစ်မှု Oliver Kahn's ကိုတော့ဒီအနာဂတ်အနဲ့ပတ်သက်ပြီးတော့ Aston Villa နဲ့ Oliver Kahn's ရဲ့ကြားထဲမှာဘယ်လိုဆုံးဖြတ်ထားသလဲဆိုတာတော့ကျွန်တော်မသိရသေးဘူးဆိုပြီးတော့လက်ရှိလို့စီရှင်တွေကသိရတယ်။ဆိုတော့ Oliver Kahn's နဲ့ Aston Villa တို့ရဲ့ကြားထဲမှာဘယ်လိုဆုံးဖြတ်ထားတယ်ဆိုတာကတော့အရင်မကြည့်ဘူးကျွန်တော်ထင်တယ်။ဒါကတော့ United ဘက်ကတကယ်ကြိုးပမ်းလာမယ်ဆိုလို့ရှိရင် Oliver Kahn's လေအရှိန်အဟောင်ကြီးပြီးတော့သူပြောင်းဖို့စဉ်းစားအောင်စဉ်းစားမှာပဲလက်ရှိလို့စီမှာတော့ Aston Villa က United ထက်တာတဲ့ အခြေအနေတစ်ခုထိရှိနေနိုင်တယ်ဆိုပေမဲ့ United ဟာ Aston Villa ထက်အများကြီးပိုပြီးတော့မှ MHD အရာရောအများကြီးတားတဲ့အသင်းမှာဆိုတော့ Oliver Kingsley နဲ့ဒါဆုံးဖြတ်ရမှာပေါ့လေဆိုတော့လက်ရှိလိုစဉ်မှာ Oliver Kingsley နဲ့ပတ်သက်ပြီးတော့ကျွန်တော်အပြောင်းအရွှေ့အတွက်ဆွေးနွေးမယ်ဆိုလို့ရှိရင်ဘယ်လောက်စင်းလို့နေဖြစ်နိုင်လဲဆိုတာနဲ့ပတ်သက်ပြီးတော့လည်းအများကြီးမူတည်ပါတယ်ဆိုတော့အသက်29နှစ်ရွယ် Oliver Kingsley အတွက်ကတော့ကျွန်တော်မနစ်ဒီတနေ့ကပြောခဲ့သလိုပဲသူ့ရဲ့ quality ရဲ့အခြေချင်းနဲ့ပတ်သက်ပြီးတော့အလေအလတ်ရှိတဲ့တိုက်စစ်မှုတစ်ယောက်ပဲ အသက်20-23ကစားသမားတွေလိုမျိုးဒီ quality ဟိုဘယ်လိုပြောရမလဲ talent ရှိပြီးတော့ shandandan shandandan နဲ့အခုလက်ရှိရှိဘာမှမဖြစ်မြောက်သေးဘူးဆိုတော့ကစားသမားမျိုးလည်းမဟုတ်ဘူးသူကအမြင့်ဆုံးလက်ရှိအရှင်နေတရသူ့ရဲ့အမြင့်ဆုံး form ကိုမှကစားနေပြီးတော့ဒီ injury ပြဿနာတွေလည်းတော်တော်ကင်းနေပေါ့လေကစားသမားဟာတရာဒီမှာ30နဲ့10ပွဲရှိလေဆိုလို့ရှိရင်အနည်းဆုံး39ပွဲလောက်ကန်နိုင်တဲ့အရှင်နေရှိတယ်သူရဲ့နောက်ဆုံးရာသီတွေကိုကြည့်မယ်ဆိုလို့ရှိရင် injury record ကမရှိဘူးလို့ရှားတယ်ဆိုတဲ့အတွက် အာလက်ရှိလိုချင်မှာခိုးတော့မယ်ဆိုလို့ရှိရင်တော့အများကြီးအဆင်ပြေနိုင်တဲ့တိုက်စီမှုတရောက်ပေါ့လေကျွန်တော် level တစ်ခုထိတော့ quality တစ်ခုရနိုင်တယ်လူငယ်ကစားမားလေးတွေကိုလည်းလမ်းပြပေးနိုင်တဲ့တိုက်စီမှုဖြစ်နိုင်မယ်ပေါ့လေဒီလိုမျိုးအခြေအနေရှိပါတယ်ဒါပေမဲ့သူ့ရဲ့အသက်ကတော့29နှစ်ရှိနေပြီဖြစ်တဲ့အတွက်ဟိုအများကြီးတော့ဟိုတာရှည်သုံးလို့ရတော့မှာတော့မဟုတ်ဘူးပေါ့ဟိုကျွန်တော်တို့ဒါပေမဲ့တစ်ခုရှင်ထုတ်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်လက်ရှိလိုချင်ဒီကျွန်တော်တို့ရဲ့လက်ရှိတိုက်စီမှုမှာပြည့်မှတ်တည်ဖြစ်ကြတဲ့ ဗတ်ရောဂရက်တို့ OC မန်တို့နဲ့ရှင်ထိုးကြည့်မယ်ဆိုလို့ရှင်လေ26ဆိုတော့ OC မန်နဲ့တော့ဟို3နှစ်လောက်ကြာတယ် Rogress နဲ့တော့2နှစ်လောက်ကြာတယ်ဒီလိုမျိုးအခြေအနေမျိုးတွေပါကျွန်တော်ဒီကစားမားရဲ့တော့နည်းနည်းအသက်ပိုကြီးသွားမယ်ဒါပေမဲ့ quality တခုရကြည့်မယ်ဆိုလို့ရှင်တော့ဒီကစားမားရဲ့ထက်အများကြီးအများကြီးတော့နိုင်ရဲ့အရှင်နေမှာမရှိဘူး။ Oliver Kens ကလည်း Premier League မှာကစားပြီးသားကစားမဖြစ်တဲ့အတွက် Medical Class level တော့ရှိတဲ့တိုက်စင်းမျိုးလို့ကျွန်တော်ပြောလို့ရတယ်။ဆိုတော့ဒီပြောင်းရွှေ့နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဘယ်လိုလောက်ဘယ်လောက်ညှော်လဲလို့ရမလဲ အတန်းဘက်ကဘာတွေလှုပ်ရှားလာမလဲဆိုတော့ဆက်လက်ပြီးတော့စောင့်ကြည့်အောင်မှာဖြစ်ပါတယ်လက်ရှိလို့ဆိုရင်တော့ Oli Wagons နဲ့ပတ်သက်ပြီးတော့ဒီခိုယူဖို့အတွက်ဆွေးနွေးညှိနှိုင်းမှုတွေစတင်ပြီးတော့ United ကလှုပ်လာပြီးဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဆက်ပြီးတော့စောင့်ကြည့်ကြအောင်ပါဆိုတော့နောက်တစ်ခုကတော့ Brand MMO နဲ့ပတ်သက်ပြီးတော့ Main Sport ရဲ့ဖော်ပြချက်အရကျွန်တော်ရဲ့အသင်းက MMO အတွက်ကမ်းလှမ်းမှုအသစ်ပြုလုပ်ဖို့အတွက်ဆွေးနွေးလျက်ရှိတယ်ဗောလေဂီဂူတစ်ပတ်ကုန်မှာဆိုလို့ရှိရင်တော့ပေါင်65တန်းပတ်ရှာလေကမ်းလှမ်းမှုရဲ့သဘောတူညီမှုတစ်ခုရလိမ့်မယ်လို့ အကောင်းမြင်ထားတာတွေရှိကြတယ်ဆိုပြီးတော့ Miss Bow ကနေပေါ်ပြထားတယ်ဆိုတော့ပြောရမယ်ဆိုလို့ရှိရင်တော့ MMA ရဲ့အကြောင်းရှိကကျွန်တော်ဖြစ်တင်တာကြာပြီကျွန်တော်ကျွန်တော်တို့ပထမဆုံးကန်လန်းမှုမှာအေး55တန်းနဲ့ကန်လန်းနေ55တန်းဆိုရဲအနေထားမှာကျွန်တော်တို့ပေါင်တန်း90နဲ့အပူစုချင်း5တန်းပယ်ချခံရတယ်ဒုတိယကြိမ်55တန်းနဲ့အပူစုချင်း5တန်း9တန်း8တန်းလောက်ရှိတယ်ထပ်ပြီးတော့ပယ်ချခံရတယ်အခုဒီကြိမ်ဘယ်လိုကန်လန်းလာမလဲမသိဘူးပေါင်ရှော့စူးစူးပေါင်းတိုတယ်ပက်ကေ့ချ်ရှီက ပေါင်လျှောက်15တန်းတန်ကြီးရှိတဲ့ကံလန်းမူလောင်းနဲ့သဘောတူညီမှုရဖို့အတွက်မျှော်လင့်ထားကြတာရှိရဲ့ပေါ့ဒီလိုမျိုးတီးရတဲ့အတွက်စိတ်ထိတ်တော့တမျိုးပဲဖြစ်မိရဲ့ဘူးလေကျွန်တော်တို့55တန်းကနေတဖြည်းဖြည်းနဲ့ပေးလာလိုက်ရတာပေးလာလိုက်ရတာအခုဆိုလို့ရှိရင်လျှောက်15တန်းထိပေးရမယ်အရှိနေတော့ကျွန်တော်တို့ Medius ကုညာရဲ့ပြောင်းရွှေ့တော်လောက်မကုန်ခဲ့ပဲနဲ့ယူလျှောက်15တန်းတယောက်ကလည်းယူလျှောက်15တန်းမှ5တန်းဆိုလို့ရှိရင်2ယောက်ပေါင်းကျွန်တော်တို့မှတန်းတရား20တန်းတရားယူတန်းတရား30ကြီးပါကုန်သွားပြီ ီလိုမျိုးလက်ရှိရာသီအရငွေကြေးပိုင်းနဲ့ပတ်သက်ပြီးအများကြီးအဆင်မပြေဖြစ်နေတဲ့ရာသီရှမ်ပီယံလိဝင်ခွင့်ကလည်းမရတဲ့ရာသီမှာဘန်ဒါရေးပိုင်းဆိုင်ရာကတော့ပိုဆိုးတာပေါ့လေဒီလိုမျိုးရာသီမျိုးမှာဒီလိုမျိုးဟိုဘယ်လိုပြောရမလဲဗျာကစားမိုင်းနဲ့ပတ်သက်ပြီးဈေးအများကြီးပေးပြီးတော့ခိုနေရတာတွေကနည်းနည်းတော့ကျွန်တော်တို့ထက်ပြီးတော့ပြပြင်နိုင်ဖို့လိုသေးတယ်ပေါ့လေဟိုအတန်းတိုင်းက United Solution ကတော့အကြက်ကင်လို့ရတယ်ဆိုတာမျိုးကြည့်နေကြတဲ့ပုံစံမျိုးဖြစ်နေတယ်ဆိုတော့အတန်းဘက်ကလည်း Transfer Policy ဒီမှာ ီချက်ပုံပေါင်းကိုကျွန်တော်လုံးဆောင်နိုင်ဖို့လိုတယ်လို့လို့ကတော့ကျွန်တော်ကတော့မြင်တယ်အဲဒါပေမဲ့အရင်ထက်စားတယ်ဆိုလို့ရှိရင်တော့လည်းပို့ပြီးတော့တိုးတက်လာတယ်ပေါ့ဗျာအင်ဒိုနီးဆန်တို့ရဲ့အပြောင်းရွှေ့တို့ဒီကက်ဆမေရိုရဲ့အပြောင်းရွှေ့တွေကိုလုံးဆောင်ခဲ့တိုင်းနဲ့ချင်းကြည့်မယ်ဆိုလို့ရှိရင်တော့ဒီအများကြီးပို့တိုးတက်လာတာဆိုရင်အရှင်ဒီမှာရှိတယ်ဒါပေမဲ့တော့ဈေးတွေကြီးနေသေးတယ်ပေါ့လေ MMA တို့ MTS ကုညာတို့ကြီးမယ်ဆိုလို့ရှိရင်လည်းဒီလိုစင်မှာပေါင်တန်း45တန်း55တန်း55တန်းဆိုတာဒီကစားမိုင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်အလွန်အကျွံဆုံးပြရလို့ယူဆထားတာ ဒါပေမဲ့ကစားမှာနှစ်ယောက်မှာတစ်ယောက်ကို60နှစ်တန်း5တန်းပြီးရပြီးတော့နောက်တစ်ယောက်ကို65တန်းပြီးရတယ်။ MMA ရဲ့အပြောင်းအရွှေ့အမြန်ဆုံးဖြစ်တာကိုမျှော်လင့်ရပြီးတော့ကျွန်တော်တို့65တန်းနဲ့မြန်မြန်ပြပြဖို့လိုတယ်။မြန်မြန်ပြပြဖို့မျှော်လင့်ရမယ်။ကစားမတွေကိုရာတီဂျိုဒီရှေ့ဆန်းပွဲတွေမှာမြင်ရဖို့မျှော်လင့်ရမယ်။အဲတခုရှိတာကတော့ကစားမရရှိကကျွန်တော်တွန်းကိုညှော်လင့်လို့ရတာပဲ Medius ကုညာဆိုလို့ရှိရင်လည်းလက်ရှိလို့ကျွန်တော်ဆင်ကာပူတွန်းထားတယ်။ MMA ဆိုလို့ရှိရင်လည်းပြီးကြရာဒီက90အထိတွန်းထားတဲ့ကစားမတွေဖြစ်တဲ့အတွက် တိုက်စစ်ပိုင်းရဲ့ဝမှုခေါင်မှုကိုအချိန်တစ်ခုထိအဆုံးသတ်ပေးနိုင်မှာတော့ဒီကြရဲဆိုတော့မျောလင်းလို့ရတယ်ဗောဗျာဆိုတော့ညီကိုညီငယ်တို့ဒီပြောင်းရွှေ့နေပတ်သက်ပြီးတော့ဘာတွေပြောချင်ကြတယ်လဲဆွေးနွေးကြပါအောင်ချီရှိုးပေးကြရအတွက်ကျေးဇူးများတင်ပါတယ်ညနေခင်းဗီဒီယိုမှာကျွန်တော်ထပ်တွေ့ကြမယ် Subscribe လုပ်ကြတောင်းဆိုပါတယ်